UNG သတင်းစင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အပိလ20နှစ်မှာတင်ပြပေးမယ် Radio UNG ရဲ့မနက်ခင်းစီးရီးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးတင်ဆက်ပေးမယ့်စီးရဲတရင်ကတော့ပလန်ခလာရ968သိန်းတိုက်ပွဲတွင်ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်195ဦးပြန်လည်ဖမ်းမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပလန်မျိုးခလာရ968သိန်းတိုက်ပွဲတွင်ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ယာရုအကြီးဆုံးအပေါ်ဝင်အကုံနီးပါးကိုပြန်ဖမ်းမိတယ်လို့ချင်းညီနောက်အဖွဲ့ CNO CNDF ပြောခွင့်ရသူကအေဘီလာစကွဲနေမှာအွန်လိုင်းကပြုလုပ်တဲ့ပလန်မျိုးသိန်းဂုံပြူခန်းထောက်မှာပြောဆိုထားပါတယ်။ခလာရ968ကနေထွက်ပြေးတဲ့သူတွေအခုချိန်ခါမှာဆိုရင်စကားစအားလုံးနီးပါးကျွန်တော်တို့လက်ထဲရောက်ပါတယ် ယ်သူတို့ရဲ့အကြီးဆုံး G1 ကထွက်ပြေးတယ်ဒီနေ့ချိန်မှာသူတို့အကြီးဆုံးကနေအငယ်ဆုံးအထိကျွန်တော်တို့လက်ထဲ195ယောက်ရှိတယ်မနေ့ကဆိုလို့ရှိရင်120ဝန်းကျင်ပေါ့အားလုံး300ကျော်ပေါ့သူတို့ကိုကောင်းကောင်းမွန်မွန်ထားတယ်ကလေးတွေနဲ့အမျိုးသမီးက60ကျော်ရှိပါတယ်လို့ပြောပြထားပါတယ်ဖလန်းမျိုးစိန်တိုက်ပွဲကနေစစ်ကောင်စီထံကလက်နက်ကြီးလက်နက်ငယ်900ဝန်းကျင်ရရှိခဲ့ပြီးကြီးစံ drone ဆက်ဆက်ပစ္စည်းအများပြားထိုက်ထိုက်တန်တန်ရရှိခဲ့တယ်လို့ CNO CNDF ကပြောခွင့်ရကပြောကြားခဲ့ပါတယ်ကျွန်တော်တို့ဘက်ကနေဆုံးရှုံးမှုတွေရှိတယ်ထုတ်ပြန်ထားသလိုပေါ့အာဇာနည်ရဲဘော်တွေ89အသက်ပေးသ သွားကြတယ်။အဲ့ဒီထဲမှာချင်းညီနောင်က56ဦးကြာဆုံးပေးဆက်ခဲ့ကြပါတယ်လို့ပြောပါတယ်။2025အပိလာကိုရက်နေ့ဖလန်းမျိုးတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပြီးရှင်းလင်းလုံဆောင်စရာတွေပြီးဆုံးသွားရင်ချင်းညီနောင်အနေနဲ့မျိုးကိုပြည်သူတွေလက်ထက်အမြန်ဆုံးပြန်လည်ပေးရနိုင်အောင်လုံဆောင်နေတယ်လို့လည်းဆိုပါတယ်ခင်ဗျာ။ အခုတစ်ခါတင်ဆက်ပေးမယ့်စီးရဲတဲ့ငါတော့ဆလင်းညွနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ပခုတ်ကူတပ်မ101လက်အောက်ခံ235တရင်စစ်ကြောင်းမှတပ်သားတူမိုက်တီသေဆုံးနေတဲ့ရုံလောင်တွေ့ရှိတဲ့တွင်ပဲဖြစ်ပါတယ်။မင်းမှုခရိုင်ဆလင်းညွနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ပခုတ်ကူတပ်မ101လက်အောက်ခံ235တရင်အကြမ်းဖက်စစ်ကောင်စီပုံမှုစစ်ရန်နိုင်ဦးဆောင်စစ်ကြောင်းမှတပ်သားတူမိုက်တီသေဆုံးနေတဲ့ရုံလောင်ကိုအေဘီလာစကွဲနေမှာတွေ့ရှိရကြောင်းတောင်းညီတောင်မျိုးပြပျောက်ကြားတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားပါတယ်။ ဒါပြင်စလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလျက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းအတွင်းမှပေါ်ထွန်ဆွဲခံရတဲ့တပ်သားများအလင်းဝင်ရောက်လာခြင်းပါက39639493333ဖုန်းနံပါတ်နဲ့ Telegram @peacockbrother ကိုချိတ်ဆက်ပြီးဝင်ရောက်နိုင်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ဆလဘီပေါင်900ဘုံကလစတာဘုံများနဲ့ကြောက်တော်မျိုးကိုစစ်ကောင်စီဘုံကျဲတက်ခတ်တဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်တော်မျိုးကို rocket ပေါင်900ဘုံနဲ့ကလစတာဘုံ၁၁လုံးနဲ့စစ်ကောင်စီကဘုံကျဲတက်ခတ်ခဲ့ရမှာ အရသာတူသေဆုံးခဲ့တယ်လို့ HDCO Humanitarian and Development Coordinate ကထုတ်ပြန်ထားပါတယ်။အီဗီလာစကွင်းကြီးကကြောက်တော်မျိုးပေါ်ရှိပြီးတော့သားမျိုးသစ်ရှမ်းရွာရက်ွက်တွေကိုမနက်9:30မိနစ်မှာ Jet Fighter နဲ့ Rocket ဘုံးသီးတစ်လုံးနဲ့9:44မိနစ်မှာပေါင်900ဘုံးသီးတစ်လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်မနက်9:48မိနစ်မှာ Jet Fighter ဒုတိယတစ်စီးနဲ့ Cluster ဘုံး၄လုံးနဲ့မနက်9:51မိနစ်မှာနောက်ထပ် Jet Fighter နောက်တစ်စီးနဲ့ Cluster ဘုံး9လုံးကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဆိုပါပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အရသားတအူးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူ20ဦးကရှိကထိခိုက်ဒဏ်ရာရခဲ့သူများထဲမှ6ဦးဟာကလေးများဖြစ်က9ဦးကတော့မျိုးသမီးများဖြစ်တယ်လို့သိရပါဗျ။အထူးသဖြင့်ယခုတိုက်ခိုက်မှုမှာတက်တန်းရှည်စွာဖြင့်မပေါက်ကွဲပဲဘုံပြအဖြစ်ကြန့်ရှိနေတတ်တဲ့ cluster ဘုံမြောက်ကိုပါအသုံးပြုခဲ့ကကရအူးစစ်ဆေးချက်များအရအဆိုပါ cluster ဘုံမြောက်ကထွက်ကျလာတဲ့မပေါက်ကွဲသေးတဲ့ဘုံအသေးများရင်းရက်ကွက်များအနီးတွိုင်မှာကြန့်ရှိနေသေးတယ်လို့ဆိုပါတယ်။အဲ့ဒီဘုံတွေဟာဒေသခံပြည်သူများအတွက်အလွန်အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင်လူသားချင်းစာနာရေးလုပ်ငန်းတွေကိုလည်းထိ ခိုက်စေနိုင်ပြီးအဲဒီလိုအန္တရာယ်များတဲ့လက်နက်တွေကိုအရသာပြည်သူများနေထိုင်ရန်ဒေသများကိုပိတ်မထားတိုက်ခိုက်ခြင်းကလူသားချင်းစံနာမှုဆိုင်ရာဥပဒေများနဲ့ဂျနီဗာစာချုပ်ကိုချိုးဖောက်နေတာဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ခုတခါတင်ဆက်ပေးမဲ့တဲ့ငါတော့ရေရွက်ကြီးရွာကိုစစ်ကောင်စီကဘုံကျဲတက်ခတ်ခဲ့ရမှာကလေးငယ်များအပေါင်းဝင်24ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းတပေကြီးမြို့နယ်ရေရွက်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံနှလုံးကျဲချတက်ခတ်ခဲ့ရမှာကလေးငယ်များအပေါင်းဝင်24ဦးသေဆုံးခဲ့ရတယ်လို့တပေကြီးပကဖထံကသိရပါတယ်။အေဗီလာ19ရက်နေ့နေ့လယ်တနားရက်မှာရေရွက်ရွာတက်စီဆိုင်ကိုဂျက်ဖိုက်တာနဲ့ပေါင်း200ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတက်ခတ်မှုအတွက်ဓာတ်စီဆိုင်မီးလောင်ပြချခဲ့ပြီးပောက်ကွဲမှုဖြစ်ပွားခဲ့ကအသက်2နှစ်ကျော်နဲ့3နှစ် ွယ်ကလေးငယ်တွေအပါအဝင် ပြည်သူ24ဦးထိခိုက်ဒေဆုံးခဲ့ရပါတယ်။ထိခိုက်ဒဏ်ရာရခဲ့သူများဟာလည်း20ကျော်ရှိခဲ့ပြီးဒဏ်ရာပြင်းထန်ကအသက်အန္တရာယ်ဆိုးရင်ရသူများစွာပါဝင်တယ်လို့သိရပါတယ်။ဤပြည်လာ16ရက်နေ့မနေ့ကမနက်7:00နာရီကျော်မှာလဲတပေချင်းမြို့နယ်လေးကြကြီးရွာကိုပေါင်300ဘုံကျဲချခဲ့ရမှာအရသာပြည်သူ73ဦးဒေဆုံးခဲ့ပြီး3ဦးဒဏ်ရာပြင်းထန်ကဆိုးရင်ရတဲ့အခြေအနေမှာရှိနေတယ်လို့ဆိုပါတယ်။ဤပြည်လာ16ရက်နေ့ညနေ4:00ခွဲကမှာလဲရေရွယ်ကြီးရွာလမ်းခွဲကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်ခင်ဗျာ။ အခုဆက်လက်ပြီးမင်းစောကြီးရွာကိုပေါင်900ပုံကျဲချတိုက်ခိုက်ကိုရင်တပါပါဝင်3ဦးသေဆုံးဆိုတဲ့စစ်ရေးသတင်းကိုလည်းတင်ဆက်ပေးပါမယ်။ KNU ထိန်းချုပ်နယ်မြေတရုံခရိုင်တပ်မဟာတပ်ဘီလင်းမြို့နယ်မင်းစောကြီးရွာကိုစစ်ကောင်စီကပေါင်900ပုံကျဲချတိုက်ခိုက်ခဲ့ရမှာကိုရင်တပါပါဝင်3ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ဧပြီလ19ရက်နေ့နေ့လယ်7:07နာရီတန်ဃာရုံမြောက်စွန်းစားချိန်မှာမင်းစောကြီးရွာဖုန်ကြီးကျောင်းကိုစစ်ကောင်စီကပေါင်900ပုံတလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်ကိုရင်လေးတပါနဲ့ကျောင်းတကမှဒေသခံအမျိုးသမီး2ဦးသေဆုံး းသွားပြီးတန်ဃာတော်များအပါအဝင်ထိခဲ့တဲ့ရသူ10ဦးထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဘုံကြီးကျောင်းစွန်းစားဆောင်ပျက်စီးခဲ့ရပြီးလေကြောင်းတက်ခဲမှုထပ်လုံအောင်ပဲဆိုတဲ့သတင်းကြောင့်ရွာသားတွေထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။မင်းစောခေါ်ဖို့ပလဲကြေးရွာရှိစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းကိုပြီးခဲ့တဲ့2024မတ်လ23ရက်နေ့ကလည်းစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာ။ အခုတခါတင်ဆက်ပေးမှာကတော့တမူးကပြည်သူနေ20ကျော်ကိုပြူစောတိတွေကဖျက်ဆီးယူနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကတိုင်းတမူးမျိုးမြို့မဆလေးချောင်းလက်ကြီးရပ်ကွက်ကနေ20ကျော်ကိုပြူစောတိတွေဖျက်ဆီးယူနေကြတယ်လို့ဇော်လန်သတင်းဌာနကဖော်ပြထားပါတယ်။ဖျက်ဆီးယူထားတဲ့နေအိမ်နဲ့ပစ္စည်းတွေကိုပြူစောတိတွေကသူတို့အတွက်နေအိမ်ပြန်ဆောက်တာရှိတယ်လို့အဖွဲ့ရမုံငွေအတွက်ဆိုပြီးမြို့မဆက်နှစ်ပြူကောင်းဆောင်ပကြီချမ်းမြေကရပ်ကွက်မှာပုံရောက်နေတာလည်းရှိတယ်လို့ဆိုပါတယ်။စီရီအခြေအနေနဲ့ပြူစောတိတွေရဲ့ရန်ကြောင်နေအိမ်တွေကနေထွက်ပြေးတင်းရှောင်နေကြတဲ့ဒေသခံတွေကိုနေရက်ပြန်လာဖို့ ပြူကောင်းဆောင်ပကြီချမ်းမြေကပြီးခရက်လစီဝေတခုမှပြောကြားခဲ့ပြီးပြန်မနေတဲ့နေအိမ်တွေကိုနေစရာမရှိတဲ့ပြူဇော်တိတွေအတွက်ဖြတ်ယူသွားမယ်လို့ပြောဆိုခဲ့ပါတယ်။တမူးမြို့မှာ၁၄ချောင်းလိုက်ကြီးရက်ွက်နေဒေသခံတွေဟာပြီးခရက်2024ခုနှစ်ထဲကစီရေးချင်တွေကြောင့်ထွက်ပြေးတင်းရှောင်ကြရပြီးယခုနှစ်ဇန်နဝါရီလကလေးကလည်းမျိုးသိန်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့သတင်းကြောင့်ထပ်မံထွက်ပြေးခဲ့ကြရတာကရက်ွက်အတွင်းမှာလူမရှိသလောက်ဖြစ်နေပြီလို့သိရပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးမြင်းမှုမြို့နယ်ကံတော်ရွာကိုလေရင်နဲ့ဘုံကျဲတက်ခတ်မှုမှာကလေးငယ်များပါဝင်ပြည်သူများထိခိုက်သေးဆုံးခဲ့ရတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။ဤပြီးလား19ရက်နေ့မနက်7:00မိနစ်40ခန့်မှာမြင်းမှုမြို့နယ်ကံတော်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခြင်းကြောင့်ကလေးငယ်များပါဝင်ပြည်သူများထိခိုက်သေးဆုံးမှုရှိကြောင်းဒေသတဲ့ရင်များအရသိရပါတယ်။လေကြောင်းတက်ခတ်မှုအတွင်းပြည်သူတွေထိခိုက်သေးဆုံးမှုရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပါဘူးလို့လည်းသိရပါပါတယ်ခင်ဗျာ။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စီးရဲတဲ့ကတော့ရှမ်းတောင်ခြေဆိုင် SSNDF KNDF ဘူဟာအမှတ်9စစ်တမ်းစင်ပွဲကျင်းပတဲ့တရင်မဲ့ဖြစ်ပါလေရှမ်းတောင်ခြေဆိုင် SSNDF KNDF ဘူဟာအမှတ်9ဖွဲ့စည်းခြင်းနဲ့စစ်တမ်းစင်ပွဲကျင်းပခဲ့ကြောင်းအေဘီလာ19နှစ်မှာ Korean Nationalities Defense Force ကထုတ်ပြန်ထားပါတယ် SSNDF KNDF ဘူဟာအမှတ်9စစ်တမ်းကို2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးအေဘီလာ19နှစ်မှာအောင်မြင်စွာတန်းစင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါတန်းစင်းခဏမှာ တနန်းစင်းရဲဘော်များရဲ့စီရေးပြခြင်းအလံတင်ခြင်းနဲ့တစ္ဆာဒိဋ္ဌံယူဆခြင်းစစ်ကြောများအားစစ်ဆေးခြင်းတို့ကိုပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက် KNDF စီရေးချုပ်အပါဝင်ဘိုးကော်မတီနဲ့ KNDF ဗျူဟာအမှတ်ကိုမှတောင်းရှိသူများကအမှားစကားပြောကြားခဲ့ကြပြီးတရောက်လာကြတဲ့ပုံကူများကိုအစားတောင်းများနဲ့တဲခင်းဧကန်ခဲ့ကြတယ်လို့သိရပါတယ်။ဗျူဟာအမှတ်ကိုကိုရခင်ကရှတ်တောင်းဒေသမှာလှုပ်ရှားခဲ့ကြတဲ့တိုင်ရင်းများနဲ့ drone ဖွဲ့များကိုပေါင်းစည်းက SSNDF, KNDF B101 SSNDF KNDF B102 SSNDF KNDF B103 များဖြင့်ကြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့စီရေးသတင်းကောင်းလို့ချက်တွေကို Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Council ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ